မင်္ဂလာပါဆံမဒီနေ့ရှင်းပြပေးမှာက grade 4တင်ချရဲ့အခန်းစလေးနေရတံမိုးများကိုအသုံးပြု၍တွေ့ချင်းဆိုတော့ရှေ့ကအခန်းခုနှစ်မှာလည်းနေရတံမိုးနဲ့ပတ်သက်ပြီးတော့မှလေ့လာထားတာရှိတယ်ဆိုတော့ဒီအခန်းသိပ်ပြီးတော့မခက်တော့ဘောနော်ဆိုတော့ကြည့်ကြည့်အောင်စနေနေ့နေ့တနင်္ဂနွေနေ့တွေပြတိုက်တို့လာရောက်သူအရေးအတွက်ကိုစရားတွေပြထားသည်ထိုနေ့ရက်အကျယ်လာရောက်လည်ပတ်သူစုစုပေါင်းအရေးအတွက်တီထောင်ပြည့်ကိမြင်များရှိတယ်နေဆိုဆရာမတို့က ထောင်ပြေကင်ကိုရှာခိုင်းတာစနေနဲ့တနင်္ဂနွေမှာတဲ့ပြတိုက်ကိုလာတဲ့အရေးအတွက်ကိုထိမှပေးထားပါတယ်ဆိုတော့ဒီနေ့ရက်အတွင်လာရောက်လဲပတ်သူဆွတ်ဆူပေါင်းအရေးအတွက်လာရောက်လဲပတ်သူဆွတ်ဆူပေါင်းလို့ပြောကြရဘာလို့ပေးရမှာလဲပေါင်းပေးရမယ်ဆိုတော့နေ့ပေးထားတယ်စနေရက်တနင်္ဂနွေရက်ခရီးတဲ့အရေးအတွက်ဒီ6923ရက်8500 6 8500ရက်ဆိုလို့ရှိတယ်ဒါကိုထောင်ပြေကင်မြများရှိသည်နီးဆိုတော့ထောင်ပြေကင်ကိုရှာရမယ် ဒီမှာစိတ်ကူးကအောင်အောင်ရဲ့စိတ်ကူးနဲ့ဒီဘက်ကဆော်ရီနော်ဒါလေးကအောင်အောင်နေနေနေလေးမဟုတ်ဘူးအောင်အောင်နေနေနေလေးက G5 ကြာမှာဆ iam မဒီကလေးတွေတွေ့တာ ਨੇ တခါလေးပဲမှားသွားပြီပေါ့နော်ကဲကြည့်ကြည့်အောင်ဒါဆိုကျွန်တော်ကကိန်းနှစ်ခုအရင်ပေါင်းပြီးတော့ရလက်ကိုနီးရထောင်ပြေကိန်းခက်မဲနေဆိုတော့သူ့ရဲ့နီးရကြတော့သူကအရင်ပေါင်းလိုက်တယ် စုစုပေါင်းကိုလိုချင်တာ6923ရဲ့8500 69သူကပေါင်းလိုက်တယ်ပေါင်းလိုက်တဲ့အခါမှာဘယ်လောက်ရလဲဆိုတော့ခု10000တောင်းတောင်း15429ဆိုပြီးရတယ်ဟုတ်လားဆိုတော့အဲ့ဒီအချိန်ကြာမှသူကခက်မန်းမယ်။နီးရထောင်ပြေကင်းကိုခက်မန်းပါမယ်။ဆိုတော့ကြည့်ကြည့်အောင်ခု၁၀ရာထောင်နီးရထောင်ပြေကင်းဆိုဒီနေရာကိုခက်မန်းခြင်းလား။ ဆိုသူ့နောက်ကိုတစ်ချက်ကြည့်လိုက်မယ်လေးဆိုတော့ရှေ့ကိုတစ်တိုးလို့မရအောင်မရတဲ့ခါမှဒီစုစုပေါင်းဒီသူ့ကိုခံမှန်းလိုက်တဲ့ခါမှ15000ရောက်ခန့်ဆိုပြီးရတယ်ဟုတ်ပြီလားဒါကြတော့သူရဲ့နီလန်းចောင်းသားရဲ့နီလန်းပေါ့နော်ဒီဘက်ကចောင်းသူရဲ့နီလန်းကိုကြည့်အောင် ကျမကတော့ကိန်းတစ်ခုကိုနီးရထောင်ပြေခင်အရင်ခတ်မှန်းပြီးရလက်တစ်ခုအပေါင်းတယ်သူကဘာလို့တလဲဆိုတော့ဒီနှစ်ခုစလုံးကိုအရင်ခတ်မှန်းပါမယ်တဲ့ပြီးတော့မှမှပေါင်းပါမယ်တဲ့ဆိုတဲ့အခါမှာခု10ရာထောင်ပေါ့နော်သူဒီခု10ရာထောင်6923ရှိတယ်ကျမတို့ခတ်မှန်းချင်တာကနီးရထောင်ပြေခင်ဆိုတော့ခု10ရာထောင်ဒီမှာထောင်ဆိုတော့ဒီနောက်က9ဆိုတော့ရှေ့ကိုတူလို့ရတယ်9000ပေါ့နော် 1506ကလည်းထောင်ပြေကိန်းခမန်းကျင်တာခု10ရာထောင်ဒီနေရာကိုခမန်းချင်ရင်နောက်ကိုတစ်ချက်ကြည့်မယ်သူဒီ9ရဲ9ချက်ကိုများလို့ရှိရင်ရှေ့ကိုတိုးလို့ရတယ်ဆိုတော့ရှေ့သင်ငန်းစာမှာကလေးကတည်လာခဲ့ပြီးသားဆိုတော့9ဆိုတော့ရှမတော်ကရှေ့ကိုတိုးလိုက်မယ်တိုးတော့ခါကြတော့9000 9000ထောင်ဒီ9000ပေါင်းလိုက်တဲ့ခါမှာ16000ရောက်ခန့်ဆိုပြရတယ်။ဟုတ်လား။အဲဆိုတော့သူနီးနဲ့ပေါင်းလိုက်တာ16000ခန့်ဒီနီးနဲ့ပေါင်းလိုက်တာ15000ရောက်ခန့် ဆိုတော့ဆရာမတို့ဒီဟာဆက်ကြည့်အောင်စနေနဲ့တနင်္ဂနွေနေ့တွင်လာရောက်လည်ပတ်သူအရေးအတွက်ခြားနာခြင်းသည်ထောင်မီများခန့်ရှိတယ်နီးတဲ့ဆိုတော့ဒီနှစ်ခုအရေးအတွက်ရဲ့ခြားနာခြင်းသည်ဘယ်လောက်ရှိလဲခမ်းမန်းပြီးတော့မှ တွက်ထားတာဆိုလို့ရှိရင်တော့ ကျွန်မတို့ဒီသူတို့အလဲလာတဲ့စနေနဲ့တနင်္ဂနွေအလဲလာတဲ့6000 9000ဆိုတော့2000လောက်กว่าတာပေါ့ဒီမှာကျတော့နှုတ်လိုက်လို့ရှိရင်လည်းအဲ့လောက်လောက်တော့ရှိမှာပေါ့ဟုတ်ပြီလား6000နဲ့ကနေဒါ6000ကျော်နှုတ်လိုက်တဲ့ခါမှာဒီအဲဒီ2000လောက်တော့ရှိတာပေါ့ဒါဆိုရင်စနေနဲ့တနင်္ဂနွေနေ့တွေလာရောက်လဲပတ်သူအရေအတွက်ခြားနာခြင်းဒီဘယ်လောက်လောက်ရှိလဲဆိုတော့ဘယ်နှထောင်ရှိလဲလို့မေးထားတာဆိုတော့2000ခန့်ရှိပါသည်ပေါ့ ဟုတ်လားမိကွန်းတရားကောက်ရမယ်ဆိုလို့ရှိရင်တော့စနေနေ့နဲ့တနင်္ဂနွေနေ့တွင်လာရောက်လဲပတ်သူအရေးအတွက်ခြားနာခြင်းသည်ဒီထိရေးပြီးတော့မှ2000ခန့်ရှိပါသည်ဟုတ်လားကြသွားပြီဆိုတော့ပေးထားသောကင်းကိုဥစွာနီးရယူပြီးမှခက်မှန်းအဖြေကိုတွက်နိုင်တယ်ဆိုတော့ဆရာမတို့ဒီမှာနှစ်နီးကိုတွက်ပြီးသွားပြီ ဘယ်နီးရကိုအတွက်ပို့ပြီးတော့လွယ်တယ်လေလွယ်တာကတော့ဒီနီးရပို့လွယ်မှာပေါ့တခုချင်းစီကိုခက်မန်းလိုက်မယ်ခက်မန်းလို့ရလာတဲ့ဒီတန်ဖိုးနီးရထောင်ပြေကိန်းကိုမှပေါင်းလိုက်လို့ရှိရင်ပေါင်းရတာလည်းလွယ်တယ်မြန်လည်းမြန်တယ်ပေါ့ဒါဆိုရင်ကငယ်အမေကိုပေးထားတယ်ကိန်းများကိုနီးရယူပြီးနောက်မှတွက်ချင်းသည်မိသည့်အကျိုးကျေးဇူးများရှိသည်နီး။ဒါဆိုတော့ကိန်းများကိုနီးရယူပြီးနောက်မှတွက်ချင်းသည်ဘာလဲဆိုတော့ဒီအချိန်တို့အတွင်းတွက်နိုင်နေအလျင်မြန်စွာ အဖြစ်ကိုလျင်မြန်စွာအနည်းဆက်ဆုံးခံမနိုင်တယ်ပေါ့ဒါလေးရေးလို့ရတယ်ဆိုတော့ကိန်းများကိုနီးရယူပြီးနောက်မှတွက်ချင်းသည်အဲ့တော့အလွယ်ကူဆုံးရေးမယ်ဆိုရင်တော့တွက်ချင်းသည်အဖြစ်ကိုလျင်မြန်စွာတခုလည်းရေးလို့ရတယ်ဟုတ်ပြီနော်လျင်မြန်စွာရရှိနိုင်ပါသည်ဆိုရပြီလေဟုတ်လားအဲ့တော့ဒီ G4 အနေနဲ့ဒီလောက်ထိအများကြီးလဲ ရေးဖို့လိုပဲလို့ဆရာမတော့မထင်ဘူးပေါ့နော်ဆရာမတော့ဒီတူတူလေးပဲရေးခိုင်းတယ်ကလေးလေးကိုရေးခိုင်းတဲ့အချိန်မှာဆိုတော့ကိမ်းမြောက်နီးရယူပြီးနောက်မှတွက်ချင်းဒီအဖြေကိုလေးမြန်စွာရရှိနိုင်ပါသည်နောက်ထပ်ရေးချင်တယ်ဆိုရင်တော့အနည်းဆက်ဆုံးအဲ့ဒီအဖြေကိုအနည်းဆက်ဆုံးခက်မှန်တွက်နိုင်တဲ့ဖြစ်အချိန်တိုအတွင်းပြီးစီးနိုင်တယ်ဒါလည်းရေးလို့ရတယ်နော်အချိန်တိုအတွင်းပြီးစီးနိုင်တယ် စိုက်တိုက်ရေလို့ရနောက်ခုစလုံးရေးချင်လဲရတယ်။ကိမြောင်နီးရယူပြီးနောက်မှာတွက်ချင်းသည်အဖြေကိုအချိန်တိုအတွင်းပြည့်စည်နိုင်ပြီးလင်းမြန်စွာရရှိနိုင်သည်ဆိုရင်လည်းရတာပဲဟုတ်လား။အဖြေကိုလင်းမြန်စွာရရှိနိုင်ပြီးအချိန်တိုအတွင်းပြည့်စည်နိုင်သည်ဆိုပြီးတော့လည်းရေးချင်ရတာပဲ။အစဉ်ပြေတယ်လို့ရေးပါဒါတအားကြီးအဲရေးမကြည့်ပါဘူးဟုတ်လား။ ဆိုတော့နမကျစ်သွားမယ်ကိန်းတစ်ခုစီကိုနီးရထောင်ပြည့်ကိန်းတို့ခတ်မှန်း၍တွက်ပါဆရာမတို့သူ့ကိုဘဲကိုခတ်မှန်းပေးရမှာလေနီးရထောင်ပြည့်ကိန်းကိုခတ်မှန်းပြီးမှတွက်ပေးမယ်ဆိုတော့အပေါ်မှာပေးထားတဲ့လွယ်ကူတဲ့နီးဒီဘက်ကနီးနဲ့တွက်မယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာကကြီးဒီ3887အပေါင်း6968ခုနှစ်ဆိုတော့သူ့ကိုဆရာမတော့အရင်ဦးဆုံးအနီးအနီးအာနီးရထောင်ပြေကိန်းပေါ့နော်အဲ့ဒါကိုခံမှန်းမယ်3887ကိုခံမှန်းမယ် ဆိုတဲ့အခါမှာဒီခု10ရာထောင်ဆိုဒီနေရာကိုခန့်မှန်းချင်တော့နောက်ကခင်းယူကြည့်နောက်က8ဆိုတော့8ကိုတက်တိုးလို့ရတက်တိုးလို့ရတဲ့အခါကျတော့ဘယ်လောက်လဲ4ပေါ့ဆိုတဲ့အခါမှာ4တောင်ဆိုပြီးရသွားပြီသူခန့်မှန်းလိုက်တာနောက်တစ်ခုဒီ1269 အဲ့တော့ခမန်းကြည့်မယ်ခမန်းတော့ခု10ရာထောင်ဆိုတော့ဒီနေရာကိုခမန်းချင်တာနောက်ကနှစ်ဆိုတော့ရှေ့ကိုတူလို့မရဘူးမရတဲ့ခါမှာတထောင်ပဲရမယ်ဆိုတော့4000နဲ့တထောင်နဲ့ကိုဒီမာဒီလိုတစ်ခါတည်းပေါင်းချင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ကလေးတို့ရဲ့အကြောင်းမှဘလို့ပေါင်းတယ်လဲအပေါ်ကဥပမာအတိုင်းပေါင်းမယ်ဆိုရင်တော့4000အပေါင်းတထောင်ဆိုပြီးဒီလိုပေါင်းရလိမ့်မယ်မိမြချင်း9000ခန့်ပေါ့ ရပြီလားအဲ့တော့အဖြေရေးရမယ်ဆိုရင်တော့အဖြေဆိုပြီးတော့9000ခန့်လို့ရေးလိုက်ဘလို့နေနေတူတူပါပဲနောက်တစ်ခုက9864 2935ခက်ခန့်မဲလိုက်မယ်ခု10000ထောင်းထောင်းလေးစိတ်ခန့်မဲချင်တာနောက်ကိုကြည့်တော့9ခုနဲ့ဆိုတော့တက်တုံးလို့ရတယ်တက်တုံးလို့ရတော့6 6000 ညာပြီနော်နောက်တစ်ခုကခုဆယ်ရာချောင်းဒီနေရာခမန်းချင်တာနောက်ကိုကြီးတော့ခုနှစ်ခုနှစ်ဆိုတော့တစ်တိုးလို့ရတယ်တစ်တိုးလိုက်တော့နှစ်က3000 2000 3000ဖြစ်သွားပြီဒီနှစ်ခုပေါင်းမယ်6000အပေါင်း sorry အနှုတ်နော်6000အနှုတ်ခုဆယ်ရာချောင်း3000နှုတ်လိုက်တဲ့အခါမှာခုဆယ်ရာချောင်း3000ခန့်ဆိုပြရသွားရောကောင်းငယ်ရ3ခုပေါင်းမယ် တော့ခုပေါင်းမယ်ဆိုတော့2500 2953အဲ့တော့ခက်မှန်းကြည့်တော့ကိုဆိုတော့ဖြစ်တော်လို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့ကိုကဘယ်နေရာကိုခက်မှန်းချင်မှာခက်မှန်းချင်တာရည်သွားလိုက်။ခုစေရာထောင်းဆိုပြီးတော့ဒီနေရာခက်မှန်းချင်သူ့ရဲ့နောက်ကိုတစ်ချက်ကြည့်မယ်။ငားရဲ့ငားထက်များနေလို့ရှိရင်ရှေ့ကိုတစ်တော်လို့ရတယ်။ငားနဲ့အောက်ပေါ့နော်၄3 1တုံညရယ်ဆိုရင်တစ်တော်လို့မရဘူး။ဒါလေးသိထားရမယ်။ဆိုတော့ကိုဆိုတော့တစ်တော်တော့3ထောင်း 3480တက်တိုးလို့ရလာဒီမှာကြည့်မယ်နော်မရအောင်ဆိုတဲ့အခါမှာမတိုးတော့ဘူး3000နောက်တစ်ခုက16949ကိုကိုကခက်မှန်းချင်တာဒီနီးရာထောင်ပြည့်ကိန်းဆိုတော့ ခု10ရာထောင်ဒီနေရာမလို့သူရဲ့နောက်ကိုကြည့်မယ်။နောက်ကိုကြည့်တော့ခုနဲ့ဆိုတော့ရှေ့ကိုတက်တူလို့ရတယ်။ရတယ်ဆိုတော့ဒီ6ဒီခုနဲ့ဖြစ်သွားမယ်။ဆိုတော့ရှေ့ကတက်ကိုမမေ့ထားခဲ့ပါနဲ့ကလေးတွေကမေ့တတ်တယ်။1900ဆိုတော့ရတယ်။အဲ့တော့ကလေးတို့အနေနဲ့ဒီလိုမျိုးပဲပေါင်းကျင်တယ်ဆိုရင်ဒီမှာပေါင်းလို့ရတာပဲဟုတ်လား။အဲ့တော့ဒီဟာကိုတိတဲ့ဒီဘက်မှာရေးပြီးတော့မှ3000 3000 1900ဆိုမှပေါင်းနေ။ဈေးကအဲ့လိုပေါင်းလို့ဆိုရင်အဲ့တိုင်းပေါင်းပါ။တကယ်လို့ဒါ ဆရာမတို့ခုနကအရှိမတက်တဲ့ပုံစံအတိုင်း3နာအပေါင်း3000အပေါင်း18000ဒီလိုပေါင်းနေဆိုရင်လေဒီလိုမျိုးပေါင်းမှာဘလို့မှမလို့ပေါင်းပေါင်းအတူတူပါပဲဟုတ်ပြီနော်3000 3000က6000 6000ရဲ့18000ဒီ2000နဲ့3000ခန့်ဆိုလို့ရတယ် နောက်တစ်ခုကဂါချီဂါချီရကြတော့ဒီတတောင်းလာကြတော့သူ့ကိုဘာမှနင်းရယူလို့မရဘူးသူကယူပြီးသားဆိုတော့ဘာမှမလုပ်တော့ဘူးသူဒီနှစ်ခုအရင်ပေါင်းမယ်ခွင်းကနှစ်ခုအရင်ရှင်းမယ်ရှင်းပြီးတော့တောင်းတရားနဲ့လုပ်ပြီးမယ်ဟုတ်ပြီလားဆိုတော့3150ရေ1890နဲ့နေရခု10ရာထောင်ဒီနေရာခမန်းချင်တော့နောက်က1 1ဆိုတော့ရှေ့ကိုတက်တိုးလို့မရဘူးမရတော့3ထောင် ဒါကကြတော့ခု10ရာထောင်ဒီနေရာခန့်မှန်းချင်တာနောက်က8 8ဆိုတော့တက်တူလို့ရတယ်ဆိုတော့2ထောင်ကွင်းထဲမှာဒီနှစ်ခုဒီဘာလို့ထားတယ်လဲပေါင်ထားတယ်ဆိုတော့ဒီနှစ်ခုဆရာမတို့ကပေါင်ပေးရပါမယ်။ sorry ဆရာမဒီမှာတစ်ခါတည်းပေါင်လိုက်တယ်နော်။အဲ့တော့ဆရာမတို့ဒီခုနကနေဒီတိုင်းပဲတွားလိုက်နေ ဒီနှစ်ခုအရင်ဆုံးအဲဒီဒေါင်းလိုက်ပေါင်းခြင်းလည်းရတယ်ဒေါင်းလိုက်မပေါင်းခြင်းဒီမှာပေါင်းခြင်းလည်းရတယ်ကိုသွားခြင်းတို့သွားဟုတ်ပြီနော်၃ထောင်အပေါင်း၂ထောင်ကိုအရင်ရှင်းတယ်ရှင်းတော့ဒီသူကခု10ရာထောင်9ထောင်ရတယ်ရထားတဲ့9ထောင်မှာဒီ1000တောင်းနေရနေနှုတ်ခု10ရာထောင်တောင်းတထောင်အနုံ9ထောင်ပေါ့ဆိုတော့နှုတ်လိုက်တဲ့ခါမှာဘယ်လောက်ရလဲ9ထောင်ခန့်ဆိုတော့အเจ้าမှာဒေါင်းလိုက်နှုတ်တယ်ဆိုရင်ဒေါင်းလိုက်နှုတ်ပါဘယ်လိုနှုတ်လို့ရပါတယ်နော် ောက်တစ်ခုကနံပါတ်1ရုပ်ပြဆောင်တအုပ်သည်2150ကျပ်ပေးရသည်38အုပ်လူဒန်းရံဝယ်လို့လျှင်ငွေမီများကုန်ကြမည်ကိုခန့်မှန်းပါဆိုတော့ရုပ်ပြဆောင်တအုပ်2150ကျပ်38အုပ်လူမယ်ဆိုရင်ဝေဘလောက်ပုံမှာလဲဆိုတော့ဆရာမတို့တည်ပြီးတအုပ်ကဒီလောက်ဆိုရင်38အုပ်အတွဲမြောက်ပေးရမယ်ကကြီးက2150ကိုနီးရထောင်ပြေကိ38 ကို910ပြည့်ကိန်းတို့အတီးတီးခံမှန်းပြီးတော့စုစုပေါင်းကုန်ကြစေးကိုခံမှန်းတတ်မှုအရှာဆရာမတော်ပထမအုံဆုံးမလိုရမလဲဆိုတော့2150ကိုကြတော့910ပြည့်ကိန်းယူပါမယ်တဲ့38ကိုကြတော့910ပြည့်ကိန်းကိုခံမှန်းပါမယ်တဲ့ဟုတ်ပြီနော်ဆိုတော့ခု100000 2150000ကိုခံမှန်းချင်တော့နောက်ကိုတစ်ချက်ကြည့်ကြည့်တော့ရှေ့ကိုတက်တိုးလို့မရဘူးမရတဲ့ခါမှဒီသူက2000ပဲရတယ် 38သူ့ကိုကြတော့နီးရဆယ်ပြည့်ဂိမ်းခံမှမယ်ဆိုတော့ခု10ဒီနေရာခံမှမှာနော်အဲ့တော့နောက်က8ဆိုတော့9ထက်များလို့ရှင်ရှေ့ကိုတည်တိုးလို့ရတယ်38ဒီ40ဖြစ်သွားပြီဟုတ်လား2000ကို40နဲ့စာအဲ့တော့ရှေ့မှာလည်းဒီစားလေးတွေတင်ခဲ့ပြီးပြီဆရာမတို့လိုမျိုးလေး၃ရဖယ်လိုက်တော့၄ကပဲစားလိုက်မယ်၂ရာကိုဆိုတော့၄၅၄ရာ20ဟုတ်လားအော် sorry ဆရာမတို့မြောက်မှာဆရာမစားနေတာဟုတ်လား၄နဲ့၄က၈ ရှစ်ဆိုတော့၃ညသည်၁နဲ့၃၄၃ညလေးလုံး၁နဲ့၃လေးဆိုပြီးတော့ရသွားပြီအဲ့တော့ဒါဆီယမတို့ခန့်မှန်းတာဒီဘယ်လောက်လဲဆိုတော့၈000ခန့်ဆိုပြီးတော့ခန့်မှန်းလိုက်ပြီဟုတ်ပြီနော်၈000ကျက်ခန့်ပေါ့လေသူကဝယ်လို့လည်းရင်ငွေမြင်မြကုန်ကြမီနီးဆိုရင်တော့အဖြေကတော့၈000ကျက်ခန့်ဆိုပြီးရမယ်ဆိုတော့ဒီတစ်ခါဒီသူကဒေါင်လိုက်တော့ခိုင်းတယ် 2150အမြောက်38ကိုဒေါင်လိုက်တက်ပါဆိုဆရာမတို့ကဒေါင်လိုက်တက်ပေးရမယ်ဒေါင်လိုက်တက်ပြီးလို့ရှိရင်မြောက်လက်ကိုအထက်ပါခန့်မှန်းတန်ဖို့နဲ့နိုင်ရှင်ပါဆိုတော့ဒီခန့်မှန်းတန်ဖို့နဲ့နိုင်ရှင်ပေးရလိမ့်မယ်ဟုတ်လားဆိုတဲ့အခါမှာဆရာမတို့အရင်ဦးဆုံးဒေါင်လိုက်မြောက်ကြည့်လိုက်မယ်2150 38 ဲ့တော့မြောက်တာအကလေးတို့မြောက်တက်ပြီးသားပါဟိုအခန်းတက်တုံးကလည်းမြောက်ခဲ့တယ်ပြီးတော့မှ G3 မှာလည်းအများကြီးမြောက်လာပြီးသားဟုတ်လားဆိုတော့၈၃ည၄၃ည၈၅၄၄၀၃ည၄မက်၈တလေ၈၈ပေါင်း၄ဆက်နဲ့နေရီတတ၈၄၆၆၆၆ရဲ့တရဲက၁၈ဆိုပြီးရသွားရော၃နဲ့မြောက်လို့ရှိရင်၃အောက်တက်တဲ့ကိုရေးပေးရပါမယ်ဟုတ်လား၃၃ည၄၃ည၃၅၄၅၅ရေး တက်တက်မှတ်ပါနော်3 3 4 3 4 6ဆိုတော့ဒီနှစ်ခုဘာလို့ပေးရမလဲပေါင်းပေးရမယ်ဆိုတော့ပေါင်းလိုက်ရအောင်3ည3ည9 9ရဲ့လေးရ7ဆိုတော့တရေတက်မှတ်6 8ဒီလိုလေးရဆိုတော့ဆင်မတို့ဒီဒါကမြောက်လို့ရထားတယ်။သူကနိုင်ရှင်ခိုင်းထားတယ်ဆိုတော့ဆင်မတို့နိုင်ရှင်ကြည့်လိုက်။ခုနက8000ပဲရထားတာ။ ခုတခါဒီ8000တထောင်နဲ့900ဆိုရရတယ်ဘလောက်ပုံနေလဲမြောက်လိုက်လို့ရှိရင်ရတာဒီရတဲ့အဖြေဒီတထောင်နဲ့900ကျက်ပုံနေတယ်ဆိုတော့ဆရာမတို့ကဒီမျိုးလေးနိုင်ရှင်ချက်ဆိုပြီးတော့ရေးလိုက်နိုင်ရှင်ချက်တည်မြောက်လက်မြောက်လက်ကကြတော့ဘယ်လောက်ရလဲဆိုတော့8000တထောင်နဲ့900ရရတယ်ပြီးတော့မှဆမ်မတို့ခက်မန်းတန်မှုရှိတယ် ရှေ့မှာခုနကတက်ထားတာခက်မှန်တန်ဖိုးဒီ800ကျက်ရှိတယ်800ရထားတာဆိုတော့သူတို့ရဲ့กว่าช้าမှုဒီ1900กว่าတယ်ဟုတ်ပြီเนาะအဲ့တော့ဒီနိုင်ရှင်သားလည်းဒီလိုမနိုင်ရှင်ပဲနေဒီမှာဆရာမတို့အဖြစ်တစ်ခါလည်းရေးလိုက်လို့ရတယ်မြောက်လက်ကိုအထက်ပါတန်ဖိုးနေနိုင်ရှင်ပါဆိုတော့မြောက်လက်ကိုခမန်းတန်ဖိုးနေနိုင်ရှင်တော့အခါ1900 ဝါချားဒီကိုတွေ့ရပါသည်ဒီရင်းလည်းရပါတယ်ဟုတ်လားချွတ်ကြည့်ကြည့်အောင်ကငယ်ကအထက်ပါအတိုင်းနီးရတန်ဖိုးများအသုံးပြုပြီးခက်မှန်းခြင်းနေမိသည့်အကျိုးကျေးဇူးများရှိတဲ့နည်းတဲ့အဲ့တော့နီးရတန်ဖိုးယူပြီးတော့မှခက်မှန်းခြင်းကတော့အဒီတွေ့ရတာလွယ်တယ်အဖြစ်မဲ့နဲ့အနည်းဆက်ဆုံးအဖြစ်ကိုတော့ရတာပေါ့ဟုတ်ပြီနော်အဖြစ်မဲ့နဲ့အနည်းဆက်ဆုံးတူသည့်တန်ဖိုးကိုအလွယ်တကူရစေပါသည်ဆိုတော့ ကျွန်တော်တို့ကအထက်ပါအတိုင်းရေးလည်းရတယ်မရေးချင်လည်းရတယ်အထက်ပါအတိုင်းနီးရတန်ဖိုးများအသုံးပြု၍ခတ်မှန်းချင်းသည်အဖြေမှန်နဲ့မိသည့်နေရာမှာအဖြေရေးမယ်နော်အဖြေမှန်နဲ့အနည်းဆက်ဆုံးသူသည့်တန်ဖိုးကို လျင်မြန်စွာလျင်မြန်လွယ်ကူစွာကိုကြိုက်တယ်လို့ရေးလို့ရပါတယ်ဟုတ်လားဒါဟာဒီလိုရေးပါဆိုရင်မရှိပါဘူးလျင်မြန်လွယ်ကူစွာရရှိနိုင်ပါသည်ရပြီနော်အဲဒါဘယ်လိုရင်းမလဲအထက်ပါအတိုင်းနိယာတန်ဖိုးများအသုံးပြုပြီးခန့်မှန်းခြင်းသည်အဖြေမှန်နှင့်အနည်းဆက်ဆုံးသူသည့်တန်ဖိုးများကိုလင်းမြန်လွယ်ကူစွာရရှိနိုင်ပါသည်ရပြီအဲတော့မြောက်လက်ကိုခန့်မှန်းသည့်အခါဆံမြောက်လက်တွေကိုခန့်မှန်းတော့မယ် ကိန်းတစ်ခု၏အမြင့်ဆုံးကနေနေရာကိုနီးရာယူပြီးခံမှန်းခြင်းကပိုလွဲတယ်။ဥပမာဆိုရင်ဒီကိန်းတစ်ခု၏အမြင့်ဆုံးဒီကိန်းရဲ့အမြင့်ဆုံးနေရာသည်ခု၁၀အရာထောင်ဆိုထောင်နေရာရှိတာ။ဆိုတော့ထောင်ဆိုတော့အခါကျဆရာမတို့နီးရာထောင်ပြေကင်းခံမှန်းမယ်။ဒီကိန်းရဲ့အတွက်အမြင့်ဆုံးသည်ခု၁၀ဆိုတော့၁၀နေရာပဲရှိ။အမြင့်ဆုံးနေရာသည်၁၀ပဲ။ဒါကြောင့်မလို့ဒီနေရာနီးရာ၁၀ပြေကင်းကိုခံမှန်းပြီးတော့မှတွက်မယ်။ဒီလိုတွက်လိုက်ခြင်းကသာပို့ပြီးတော့မှလွယ်ကူပါတယ်။ရပြီနော်။ဆိုတော့ဆရာမတို့ဒီမှာနံပါတ် ဂိမ်းတစ်ခုစီအမြင့်ဆုံးကနန်းနေရာကိုနီးရာယူပြီးမြောက်လက်ဤခမန်းတံပိုးရှာပါဂိမ်းတစ်ခုဤအမြင့်ဆုံးကနန်းနေရာဆိုဒီဒီဂိမ်းရဲ့အတွက်လည်းအမြင့်ဆုံးကနန်းနေရာနီးရာယူမယ်ဒီဂိမ်းရဲ့အတွက်လည်းအမြင့်ဆုံးကနန်းနေရာကိုနီးရာယူမယ် အဲ့လိုယူပြီးပြီဆိုရင်မြောက်လက်ရက်ခမန်းတန်မိုးကိုရှာပါရှာမယ်ခမန်းတန်မိုးရှာမယ်ပြီးနောက်ခမန်းတန်မိုးကိုအတိအကျရသည်မြောက်လက်နဲ့နိုင်ရှင်ပါဆက်မလို့ကအတိအကျလည်းမြောက်ပြရအောင်ပဲဟုတ်ပြီနော်အဲ့လိုမျိုးအတိအကျမြောက်လို့ရတဲ့မြောက်လက်နဲ့နိုင်ရှင်ပြရမယ်ဘလောက်กว่าတယ်လဲဆိုတာလေးကိုနိုင်ရှင်ပြပါတဲ့ အဲ့ဒီတော့ဒီနိုင်ရှင်တဲ့နီးလန်းကတော့တယောက်နဲ့တယောက်လည်းမတူဘူးကိုယ်အဆင်ပြေတယ်လို့နေနိုင်ရှင်မှာဆရာမရှင်းပြထားတဲ့အတိုင်းရေးရမယ်လို့မဟုတ်ဘူးကလေးတို့နားလဲတယ်သဘောပေါက်တယ်ဆိုရင်ကျောင်းကတင်တဲ့အတိုင်းရေးတခြားနီးတွေရှိတယ်ဆိုရင်လည်းတခြားနီးအတိုင်းရေးလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဆရာမကကြီးကိုစတွဲရအောင်391 391နဲ့82ကိုအရင်အဦးဆုံးခန့်မှန်းလိုက်မယ်ခန့်မှန်းပြီးတော့အရင်တွဲမယ် ဟုတ်ပြီနော်ဆိုတော့361ကိုအမြင့်ဆုံးခန်းနေရအောင်နှီးရယူမယ်ဆိုတော့အမြင့်ဆုံးခန်းနေရရနေရရရဲ့နောက်က9ဆိုတော့သူ့ကိုနှီးရယူလိုက်တော့၄တက်တိုးလို့ရတယ်ဆိုတော့၄ရခုနှစ်ခုနှစ်ကကြတော့ရှေ့ကိုတက်တိုးလို့ရလားဆိုတော့မရအောင်မရအောင်နော်မရတဲ့အခါမှာသူက90ဆိုတော့400အမြောက်90မြောက်ပေးရလိမ့်မယ်အဲ့တော့ဒီလိုတော့ဒီလိုမျိုးအလျားလိုက်ရေးခြင်းလဲရေးဒါမှမဟုတ်ကို့အတွက် 400အမြောက်80ဆိုတော့ဒီလိုမြောက်တာကမှလွယ်တယ်ဆိုရင်လည်းဒီလိုရေးလိုက်ဟုတ်ပြီလားဆိုတဲ့အခါမှာဒီတုံညာဒီ3နဲ့3ဆိုဆင်မတစ်ခါလေးရေးလိုက်မယ်3နဲ့3ခုနှစ်လေးလီ28ဆိုတော့ဒီလိုရတယ်။အဲ့ဒီလောက်ရသွားပြီပြီဆိုလို့ရှိရင်သူကအတိအကျလည်းမြောက်ခိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့တိတိကျကျမြောက်ပေးရမယ်။သူ့ရဲ့အောက်ကနေပြီးတော့ရေးပေးမယ်။391နဲ့80နဲ့မြောက်မယ်။ဟုတ်ပြီနော်။အဲ့တော့နေ့တလီနေ့နေ့ကိုလီ ကိုနှစ်ကိုလီဆက်ရှစ်ရှစ်ရေးတင်မယ်နှစ်သုံးလီ6 6ရဲ့တည့်ရက်က9ခုနှစ်တက်လီက9ခုနှစ်ကိုလီက63 3ရေး6မှတ်ခုနှစ်သုံးလီခုနှစ်သုံးလီက27 27အပေါင်း6 29ကေတာအပေါင်းလိုက်ရော7ရှစ်ရဲ့ခုနှစ်ရဲ့က15 5ရေးတင်မယ်ခုနှစ်ရဲ့တည့်ရက်က8 73က17 တည့်ရည်တည့်မဲ့တည့်ရည်တည့်တည့်ခုနှစ်တက်ကရှစ်နဲ့ဆိုတော့ဒီလိုရသွားပြီအဲ့တော့ဒါဒီအတိအကျရတာလားအဲ့တော့ဆရာမတို့နိုင်ရှင်ပြရအောင်မယ်သူကဘာလို့ခိုင်းတယ်လဲဆိုတော့ခမန်းတန်မိုးကိုအတိအကျမြောက်လို့ရတယ်မြောက်လဲနဲ့နိုင်ရှင်ပါဆိုတော့ခုနကဒီအတိုင်းနိုင်ရှင်ချက်ဆိုပြီးတော့ရေးလို့လည်းရတယ်ဒါမှမဟုတ်ဆရာမတို့စတဲ့ကြောင်းလေးပဲရေးလိုက်မယ်နိုင်ရှင်လိုက်လို့ရှိရင်ဒီမှာခမန်းတန်မိုးကငဲနေတယ်ဒီမှာဒီသူဒီဘလောက်များနေလဲဆို157 กว่าช้าတယ်ဆိုတာလေးကိုရေးလို့ရတယ်ဆိုတော့အစာရေးတဲ့အခါမှာဘယ်လိုရေးမလဲဆိုတော့ဒီကြောင်လောက်ရေးပြမယ်နော်ခက်မှန်းတန်မှုဒီအတ္တိအကြာရသည်မြောက်လက်နှင့်မြောက်လက်နှစ် ဘလောက်ွာလဲဆိုတော့150နှစ်တလေးနှစ်ဆိုဆရာမနေမှာတက်သွားရည်နေ150နဲ့နှစ်တာကွာချားပါသည်ပေါ့ဒါမှမဟုတ်ပိုများပါသည်လို့ရည်လည်းရတာပဲဟုတ်လားဆိုတော့ဒီလိုမျိုးလေးတွက်ပေးရလိမ့်မယ်နောက်တစ်ခုခွေးကြည့်မယ်495 600ခွန်ဆိုတော့သူ့ကိုဆံမရအရင်ဆုံးအမြင့်ဆုံးနေရာအထိနေရယူမယ်ဆိုတော့ခု10ရာဒီမှာရနေရအမြင့်ဆုံးရရဲ့နောက်က စေနေရာမှာရှိတဲ့ဂိမ်းဒီငါးထက်များတာဆိုတော့ရှေ့ကိုတက်တူလို့ရတယ်တက်တူလိုက်တော့900 6ကကြတော့ဒီ3ညဒီရှေ့ကိုတက်တူလို့မရဘူးဆိုတော့600ဆိုတော့ဒီနှစ်ခုဆရာမခုနပြောသလိုကြိုက်တယ်လို့မြောက် အလျားလိုက်မြောက်ချင်လဲဒီလိုမြောက်ရင်လည်းရတယ်ဟုတ်ပြီနော်ကိုကဒေါင်လိုက်မြောက်ချင်လဲဆိုရင်လဲဒေါင်လိုက်900အမြောက်600ဆိုပြီးတော့ဒီလိုမျိုးလေးဒေါင်လိုက်မြောက်ချင်လဲရတယ်ကြိုက်တယ်လို့မြောက်ဟုတ်ပြီနော်ဆိုတဲ့အခါမှာ၃ညသည်၄လုံးဆိုတော့3 4 3 4 6 5 430ဆိုတော့ဒီလိုမျိုးလေးရမယ်ဆိုတော့ဒီမှာခန့်လေးရေးလိုက်မယ်ပေါ့နော်ကိုကဒီလိုမျိုးရေးထားရင်ကြတော့ဆိုတော့ဒါလေးပဲရေးလိုက်ရုံပဲဟုတ်ပြီနော် ဆိုတော့တင်ခု10ရာထောင်တောင်းသိန်း3သိန်းခံရမယ်ဆရာမတို့ကဒီအတိအကျလည်းမြောက်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့495ကိုဒီ609နဲ့မြောက်ပေးရမယ်95လေး35 9ရေ3မှတ်69လေး63 63ရဲ့3ရဲ့က66 6ရေ6မှတ်9လေးနေ78 78အပေါင်း6 34 ၃ညနဲ့မြောက်တာဒီကိုကမရအောင်ဒီထားတဲ့နေရာတွေကိုလွဲတက်တယ်ဆိုလို့ရှိရင်လေ၃ညနဲ့မြောက်တာလေးရေးလို့ရတယ်၃ည၅လေး၃ညဆို၃ညတွေကိုတက်တက်ရေးချလိုက်၆နဲ့မြောက်မယ်၆၅လေး30 6နဲ့မြောက်ရင်6အောက်တက်တယ်ကိုရေးရမယ်ဒီကနေစရေးရမယ်နော်၆၅လေး30 3ညရေး3မှတ်96လေး54 54ရပေါင်း3 59ဆိုတော့9ရေး9မှတ် 64အပေါင်းက29ဆိုတော့ဒါတွေအားလုံးပေါင်းလိုက်မယ်5 64ခုနှစ်ရဲ့3ရဲ့30ဆိုတော့3ညရေး10မယ်9ရဲ့7ရဲ့30 3ညရေး10တင်2ရဲ့7ရဲ့က3ဆိုဒီလိုရတယ်ဟုတ်ပြီနော်ဆိုတော့ရထားတဲ့အဖြေနဲ့ခုနလိုပဲရေးမယ်ဆိုရင်တော့ခန့်မှန်းတန်ဖို့ဒီဒီအောက်ကနေလေးရေးပေးရမယ်ဟုတ်လားဆိုတော့ခန့်မှန်းတန်ဖို့ဒီ အတိအကျရသည်မြောင်လက်နှင့်ဘလောက်กว่าလဲ465တာกว่าช้าပါသည်ပေါ့ဒါမှမဟုတ်ဘယ်လိုရေးလို့ရလဲ ူကကွာတာကိုပဲရေးထားတာဆီမှာတော့တကယ်လို့သူကများတာကိုရေးခြင်းလို့ရှိရင်တော့အတိအကျအတိအကျရသည်မြောက်လက်သည်ခက်မှန်းတန်ဖိုးချက်နောက်ထပ်ရေးလို့ရသည်အားလေးပြောပြမယ်နော်အတိအကျရသည်မြောက်လက်သည်ခက်မှန်းတန်ဖိုးချက် 465ပုံများပါသည်ဒါကြတော့ तू ကနိုင်ရှင်ပါဆိုကိုကဘယ်လိုနိုင်ရှင်ခြင်းလဲကြိုက်တယ်လို့နိုင်ရှင်လို့ရတယ်ဟုတ်ပြီနော်ဒါများတာကိုဆင်မရှိလိုက်တယ်465ပုံများတယ်ဆိုတော့သူတို့ကွာချချက်သည်တကယ်တော့ဒီလောက်ကလေးပဲရှိတယ် तू ကတော့ဒီလောက်များတယ်ဒီပြုလေးရှိထားတာဟုတ်ပြီနော်နောက်ကငယ်က686အမြောက်421ဆိုတော့အရင်ဆုံးခံမဲမယ်686 421ဆိုတော့ ခုစေရာအမြင့်ဆုံးသည်ရာရာရဲ့နောက်ကိုကြည့်လိုက်တော့ခုနှစ်ရှေ့ဦးတက်တော့ကိုဟုတ်ပြီနော်ဒါကကြတော့423 423ဆိုတော့ခုစေရာအမြင့်ဆုံးက၄၄ရဲ့နောက်ကကနှစ်ဆိုရှေ့ဦးတက်လို့မရဘူး၄၄ရာကဲတူကလေးတို့ဘယ်လိုမြောက်ချင်းလဲဒေါင်လိုက်မြောက်ချင်းဒေါင်လိုက်မြောက်ခုနဆရာမမြောက်တယ်လို့လေယာလိုက်မြောက်တတ်တယ်လေယာလိုက်မြောက်ကိုကြိုက်တယ်လို့မြောက်ပါ1နဲ့3လေး3ည4လုံးကိုရေးလိုက်မယ်6လေးလီ36 ဆိုတော့ရသွားရောဒီမှာခန့်ဆွေပဲခြေလိုက်ကယ်ဆယ်မတို့အတိအကျမြောင်းမယ်896 420 1တချောင်း၄6 140 1တချောင်း72နေရေးတက်မယ် နင်းနေမြောက်မနော်နင်းနေမြောက်တော့နှစ်ယောက်တက်တဲ့ကိုရေးရမယ်ဒါလေးတော့သိပါနော်နင်းနေမြောက်လိုက်လို့ရှင်နှစ်ယောက်တက်တဲ့ကနေစပြီးတော့ရေးရမယ်ဒါမှမဟုတ်ဒီမှာ၃ရထားပြီးတော့ရေးချင်လေရနှစ်၆၄၀နှစ်နှစ်ရေးတက်မယ်နှစ်၇၄၄တက်နေပေါင်း၅၅၅ရေးတက်မယ်နှစ်၈၄၆တက်နေပေါင်း၁၉၄၆၄၄ဒီမှာတက်တဲ့ကို၄ယောက်တက်တဲ့ကိုရေးရမယ်နော်၄၆၄၄ဆိုတော့၂၄ဆိုတော့၄ရေး နှင်းမဲ့တချို့ကလေးတွေကဒီရှေ့ရဟာတွေရေးလာတာလည်းရှိသေးတယ်ဟုတ်လားဆိုတော့ဒီဒီသင်ခန်းစာတွေအခန်း unit 14အခန်း14ကိုရောက်လာပြီဆိုတော့ကလေးတို့အနေနဲ့ဒီအမားမျိုးတွေတော့မရှိတော့ဘူးလို့ဆင်မယူဆပါတယ်ဟုတ်လားဒါဆိုရင်စက်ကြည့်အောင်46 24 4ရေးနှင်းမဲ့49 28 28ရေးနှင်းရဲဆိုတော့30 3ညရေး3မဲ့48 32 32ဆိုတော့3နဲ့ပေါင်း30 တဲ့အောင်ရေးမယ်အဓိကဒီဒီလိုတဲ့အောင်မရေးလို့ရှိရင်ပေါင်းတဲ့အချိန်မှာမဖြစ်တတ်လေဒီအောက်မှာပေါင်းလိုက်လို့ရှိရင်မားသွားတတ်တယ်ဟုတ်လားအဲဒါကြောင့်မလို့စီအမြောက်တင်သင်ခန်းစာတွေကိုတင်တဲ့အခါမှာဖြစ်နိုင်ကြကြဲလေးရေးမယ်ကြကြဲလေးရေးပြီးလို့ရှိရင်တစ်ခုနဲ့တစ်ခုတဲ့အောင်ရေးမယ်ဒါဆိုရင်ကိုယ့်ရဲ့အဖြေဒီမမာတော့ဟုတ်ပြီနော်ဆိုပေါင်းတော့6ခုနှစ်ရဲ့နှစ်ရဲ့က8 8 5က73 73လေးက69 69ဆိုတော့ခုနှစ်ရေးတက်တယ်ခုနှစ်တက်က8 9ရဲ့တက်ရဲ့က6 ီးတော့တော့ကဲဖြစ်ရသွားရောဟုတ်လားကဲတခုနာလို့ပဲနိုင်ရှင်မယ်ဆိုလို့ရှိရင်ခမန်းတန်မိုးဒီခမန်းတန်မိုးဒီသူတို့သူတို့ကြွားတာပဲဆိုလို့ရှိလိုက်မယ်ဟုတ်ပြီလားအတိအကျရသည်မြောက်လက်နှင့်ဘလောက်กว่าလဲဆရာမတို့ဒီမှာ ခုစေရာထောင်8986ကွာတော့တွေ့ရ8900ခုနှစ်ရနေ့က9နော်8996ဒါကွာချပါသည် အော်ဆရာမတို့ဒီနန်းထိရောက်သွားပြီဆိုလို့ရှိရင်နောက်နံပါတ်3ကိုကနောက်ဗီဒီယိုမှာဆက်ပြီးရှင်းလိုက်ပါမယ်။ဟုတ်ပြီနော်။အဲ့တော့မရှင်းတာရှင်းလေ။အဒီ comment မဲ့လို့ရတဲ့နေရာမှာ men ပြီးတော့ပြီးလို့ရပါတယ်။ဆရာမဘက်ကမြန်တယ်ဆိုလို့ရှိရင်လည်းပြောခဲ့ပါ။ G4 ဆိုတော့ဆရာမဒီတခြားတန်းကိုတင်တာများတော့ဒီကလေးတန်းမှာနည်းနည်းမြန်ချင်လည်းမြန်သွားမယ်ပေါ့နော်။လိုအပ်တာရှင်းလည်းပြောပါ။မရှင်းတာရှင်းလို့ရှိရင်လည်း comment မှာပြောလို့ရပါတယ်။အဲ့လိုပြောတဲ့အချိန်မှာဒီအတန်းလည်းပြောခဲ့ပါ grade 4အခန်းဘလောက်စာမျက်နှာဘလောက်ကပါလိမ့်တိ င်တာဆိုတာမျိုးပြောလို့ရပါတယ်ဆရာမအချိန်ရရင်ရတယ်လို့လေးဗီဒီယိုလေးနဲ့ရှင်းပြပေးမှဖြစ်ပါတယ်ရှင်ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်